မင်္ဂလာပါရှင်19ရက်မှ25ရက်နေ့ထိ9လပိုင်းတပတ်တာ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီဒီဘက်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ဝီခွဲရခတ်တာတွေဆုံးပြည့်ချက်ချရခတ်တာတွေဒီလိုကိစ္စရလေးတွေပေါ်ဖို့ရှိနေပါတယ်တန်ဖိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ် မိတ်ဆွေရဲ့ပေါင်းသင်းတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေနော်ဆရာသမားတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေအကူအညီမှုတွေများစွာရရှိစေမယ်လို့တွေးရပါတယ်။အင်းကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆိုင်ကင်းကင်းလေးနဲ့အေးအေးချမ်းချမ်းလေးနဲ့အဆင်ပြေသွားမဲ့တပတ်တာလိုလေးတွေ့ရပါတယ်။နောက်အိမ်မအကြီးကြီးကြီးရဲ့အကူအညီကောင်းလေးရဖို့ရှိနေပါတယ်။အိမ်ကိစ္စစကားပြောဆိုလိုက်တိုင်းပါလဲပဲမိမိပြောအားတာတာမျိုးတွေဂျုံရတတ်ပါတယ်။ ရွှေမြူသားချင်းစီမှာအကူအညီထောက်ခံကောင်းတွေရဖို့ရှိနေပါတယ်။ရန်အတိုက်ခိုက်တော့ရှိပါတယ်ဂရုစိုက်ပါအဓိကတော့မိမိကိုဘနာလူနေတဲ့သူတွေမိမိကိုအပြစ်မြင်နေတဲ့သူတွေမိမိကိုသဘုတ်လေတွေပြောချင်တဲ့သူတွေဒီလိုမျိုးတွေရှိနေတယ်။ဒါကြောင့်မို့လို့အဲ့ဒါတွေကိုတော့တတိလေးထားပြီးတော့ပြောတာဆိုတာနေတာထိုင်တာလေးတွေကိုဂရုစိုက်စီချင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာ ကြားဝင်နှောက်ယှက်မှုတွေရှိနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်အိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြတာအလိုမကြတာဒီလိုလေးကြုံရတတ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘယ်လိုစိုက်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာခါအောက်ပိုင်းဒီကျမ်းမာရေးညံတာမျိုးလေးကြုံရတတ်ပါတယ်ဒီတစ်ပတ်တာကာလတစ်ခုမှာ ဘာလေးပဲလှုပ်လိုက်လှုပ်လိုက်အလုံးနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုစုံပြည့်ချက်ခိုင်ခိုင်မာမာချလိုက်ပြီဆိုတာနဲ့မိမိစုံပြည့်ချက်ဒီမှန်ကန်တယ်ဒီမှန်ကန်ပဲလမ်းကြောင်းတစ်ခုကိုပုံတိုက်ကလေရွေးချယ်သွားနိုင်မယ်ထင်ပါပါတယ်ဒါကြောင့်အလုံးလုံးတဲ့အခါမှာစုံပြည့်ချက်ဒူလုံးဒူလုံးမဖြစ်စေပဲလေခိုင်ခိုင်မာမာစုံပြည့်ချက်ချလိုက်ခြင်းဒီမိမိအတွေ့ကံဒီပွင့်ပြီးတော့လက်ဒီပွင့်မယ်ထင်ပါပါတယ်ဒီကိဗတ်တာကာလာတစ်ခုမှာ ကံအားအလွန်နေပါတယ်။အဲ့တော့ကံအားနေတဲ့အတွက်ကြောင့်ထီထိုးကန်ဆန်းထုတ်မယ်ဆိုရင်ချိန်ချိန်ပြီးတော့မှအလုပ်ကိုလုပ်ပါ။အဲ့တော့တကယ်ထီထိုးခြင်းနဲ့ကန်ဆန်းခြင်းတဲ့သူအတွက်ဆိုရင်တော့6တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုယ်ဝေးရှာဖွေတယ်။အဲ့တော့ရှာဖွေလို့ရလာတဲ့ငွေကြီးတွေသည်မစုဆောင်မိဘူး။အဲ့တော့မစုဆောင်မိပြီမိမိကပေးရကမ်းရမယ့်ကိစ္စရည်တွေကြတော့ပြည့်ပြည့်စုံစုံပြီးပေးနိုင်ကမ်းနိုင်တဲ့ထဲမှာပါပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီရာလေးချုပ်ကိုပြကြည့်လိုက်တဲ့အခါဒီတပတ်တာကာလတစ်ခုတည်ပူပါလေးပဲလုံလိုက်လုံလိုက်လုံဆောင်ချက်ကောင်းလေးတွေကိုလုံနိုင်နေအဲ့တော့ခွန်အားနဲ့ရှာဖွေတဲ့အရာမှန်သမျှအဆင်ပြေတယ်ညံအားနဲ့ရှာဖွေတဲ့အရာမှန်သမျှအစီအပြေတွေကံအားအကြောအရန်အားနေတဲ့ဒီမှာပါတယ်ဒီတော့တနင်္ဂနွေသားသမီးချစ်မိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆံမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေ ီတစ်ပတ်တာကာလတစ်ခုမှာကန်ဒီအထောက်ပံ့ဖြစ်စီဖို့ကန်ဒီကောင်းစီဖို့ထီးဖြူကိုလက်မတလက်ကိုအိဖျားသူမဟုတ်ဇေဒီတဆူဆူမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တာ အလုံးစုံပြည့်နေသွားမိန်လူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတစ်ပတ်တာတနင်္လာသောသတိချင်းပြီးဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် တနင်္လာသားသမီးချင်းမိတ်ဆွေအလုတ်ကံအားကြီးအရန်ကောင်းနေပါတယ်အလုတ်ကလည်းရရှိလာတဲ့အကျိုးမြတ်များစွာကိုတွေ့ရပါတယ်ပြီးတော့အလုတ်နဲ့ပတ်သက်ပြီးတော့အထက်လူကြီးတွေရဲ့နှုတ်ဤဆောင်ပါခြင်းကိုယ်ဤဆောင်ပါခြင်းတွေကိုရရှိစေပါပဲဖြစ်ပါတယ်တန်ဖိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိမိမျှော်မဲထားတာရောမမျှော်လင့်ထားတာရောတန်ဖိုးကြီးသောပစ္စည်းတွေဝင်လာမယ်လို့တွေ့ရပါတယ် မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိမိအပေါ်မှာအထင်မြင်လွဲမှားမှုတွေရှိတယ်။တန်တရားဝန်တာလေးဖြစ်တဲ့တည်းဒါကြောင့်မို့လို့မိတ်ဆွေတွေနဲ့စကားပြောဆိုတဲ့အခါမှာချင့်ချင်ပြီးတော့မှပြောဆိုဆက်ဆံပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရတဲ့စီစဉ်ညွှန်ကြားရတာလုံးဝအဆင်မပြေဖြစ်တတ်ပါတယ်။အခက်အခဲတွေကြုံရတတ်ပါတယ်။ရှင်ပြူသားချင်းနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးမကောင်းတဲ့သတင်းကြားရတာ၊နောက်ငွေကြီးအဆင်မပြေတဲ့သတင်းတွေကြားရတာမျိုးကျွန်တော်တက်ပါတယ်။ ရန်အန်ဒီရေလုံးဝမရှိပါဘူးရှင်။ရန်အတိုက်ခိုက်မရှိတဲ့အပြင်မိမိကိုအားကိုးခြင်းမိမိကိုချစ်ခင်ပေးစားခြင်းဒါလေးတွေကိုတွေ့ရပါလိမ့်။အခြေအနေပတ်သက်ပြီးတော့မိမိကိုယ်၌ကလည်းပဲဒီအခြေအေးအပေါ်မှာစိတ်ကုန်လာတာမျိုးလေးကြုံရတတ်တယ်။လက်ရှိဖြစ်တန်းနေတဲ့အခြေအေးတွေကိုရပ်တန့်ခြင်းနဲ့စိတ်တွေပေါ်တတ်ပါလိမ့်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့စိတ်ထဲမှာအလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေနောက်ခံမြင့်တဲ့စိတ်တွေဒီလိုမျိုးလေးတွေဖြစ်တတ်ပါလိမ့်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါဖြစ်လိုက်ရင်ကျမ်းမာရေးကအာယုံကျောအားနည်းတဲ့လက္ခဏာမျိုးတွေကြောင့်အတက်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါတယ်။ထီထိုးကံဆန်းကျင်တယ်ဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါနဲ့ပတ်သက်ပြီးဆိုရင်ဘာဖြစ်လဲဆိုတော့ကိုယ်တည်တကယ်လုံအားနဲ့ရတဲ့ငွေကြီးအစုလိုက်ပုံလဲဝင်နေဒါပေမဲ့တစ်ဖက်မှာကကုံဝမ်းမဲ့ကိစ္စလေးတန်းစီနေတာမျိုးလေးတော့ကြုံရတတ်တယ်။လက်ထင်းမှာငွေကူအောင်ကင်ကင်လို့မရတဲ့အရာမျိုးလေးတွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါဘာလေးပဲလှုပ်လိုက်လို့လိုက်ကိုလှုပ်ချင်တဲ့အရာမှန်သမျှအဆင်ပြေတယ်။သို့တော့နောက်ဆိုင်တင်းရတဲ့ကိစ္စရည်လေးတွေအတွက်ကြောင့်ဒီအလုပ်တွေဖြစ်တဲ့တော့မဖြစ်ဖဲနဲ့နှောင့်နှေးစီတယ်လို့တွေ့ရပါတယ်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးဆက်မပေးခြင်းပါတယ်။တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ဒီတပတ်တာရည်ရည်ကခွေးတွေကိုအသားများများလေးနဲ့ ခေါက်ဆွဲကြောကျွေးလိုက်ပါဒါဆိုရင်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမယ်လို့တွေးရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာအင်္ဂါသားသပီးချစ်ပြီးဆိုရင်အလုတ်ကန်ကလေးစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေအလုတ်ကံအားအရန်ကောင်းနေပါလေလုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးတော့တူးတက်ပြီးတူးတက်ဆိုတဲ့အရာလေးတွေ့ရပါလေအရောင်းဝယ်တဲ့ပတ်သက်ပြီးဆိုရင်လေရောင်းပန်းဝယ်ပန်းတွေပွင့်လဲစီပဲတပတ်တာလို့မြင်ပါလေ တန်မိုးကြီးတဲ့ပစ္စည်းတော့ထွက်တတ်တယ်နော်ဒါပေမဲ့ဒီလိုထွက်တယ်ဆိုတဲ့ဟာကိုအတုံးလိုလို့တကယ်ကိုကလိုအပ်နေလို့ထွက်သွားတဲ့ဟာမျိုးလေးပဲကျင်ဝါမှာပဲဖြစ်ပါလေမိတ်ဆွေပေါင်းသင်းစီကနေပြီးတော့အကူအညီကောင်းပြီးအထောက်ပံ့ကောင်းပြီးရရှိစေမယ့်တပတ်တာလို့တွေ့ရပါလေအိမ်နဲ့ပတ်သက်တဲ့ကိစ္စရမြအစီအပြေမေးနောက်တစ်ခုကကျတော့အိမ်ပြင်ကျင်လာလားဓမ္မဘုတ်အိမ်ကိုပြုပြင်မွမ်းမံကျင်လာလားဒါလေးလေးအစီအပြေတယ်အိမ်အယောင်ဝယ်ကိစ္စစကားပြောဆိုတဲ့အခါမှာလည်းပဲပြည်လည်သွားမယ့်တပတ်တာလို့တွေ့ရပါလေ ဆွေမျိုးသားချင်းစီကပထမတဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အလိညာတွေခံရတဲ့တည်းခေယူဆိုင်ပါအဲ့တော့ရန်အနေနဲ့စူးဝါတာတော့မတွေ့ရအောင်ဒါပေမဲ့မိမိအပေါ်မှာလိမ့်လေတာတွေနှိမ့်ပြားတာတွေခံရတဲ့တည်းဒီဟာလေးကိုတော့နည်းနည်းခေယူဆိုင်စီချင်တယ်။အချင်းင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်တော့ကလာဆန်းပွင့်တော့ကလာလို့တွေ့ရပါတယ်လူကြည့်လူကလေးအရန်ပေါ်နေပါလိမ့်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးအီးချမ်းတာယာလေးတော့အိမ်တော်ကြီးတစ်ခုလို့တွေ့ရပါတယ် ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဂိူးစိတ်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာအမြဲခေါင်းထဲမှာမူနောက်မူနောက်ဖြစ်နေတာလေးကျွန်တော်တက်ပါတယ်အဲ့တော့ရေချူးစင်ချင်မှာရေချူးမှားသွားတာမျိုးတွေဖြစ်တတ်ပါတယ်အေးချမ်းမှုရေချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့ပိုလုံးရတဲ့ကိစ္စရက်တွေမှာအမြဲအားတော်ခွန်ဆိုင်နဲ့ပေါ်ရင်ပေါ်သလိုအလုပ်ကိစ္စဆိုလည်းဒီလိုလေးတွေနောက်တစ်ခုကကျတော့ညံအားနဲ့လုံးဝမဲ့ကိစ္စလေးဆိုလည်းဒီလိုလေးတွေမိမိအနေနဲ့ ဖြတ်ထိုးညံကောင်းပြီးတော့လုပ်နေလို့သာကိုယ့်ရဲ့ဒီလုပ်ငန်းကိစ္စလေးတွေဟာအဆင်ပြေတာတကယ်တမ်းကျတော့အမြဲအဖြတ်ကလေးတွေကတောက်လျှောက်ရှိနေတတ်တတ်ပါလေ။ကံနဲ့ပတ်သက်ပြီးတော့ကံအနေတွေတို့ပေမဲ့ထီတိုးကံဆန်းခြင်းနေဆိုရင်တော့၃တလုံးထီတိုးကံဆန်းလို့ရပါတယ်။ဝေးကြီးလက်လာပါလေတော့ဝင်လန်းလာမယ်၊ရွှေလန်းလာမယ်တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ ိုတီမိသားစုအပေါ်မှာအပြည့်အဝပူတာဝေယူခြင်းနဲ့စိတ်ကောင်းကောင်းခံခြင်းနဲ့စိတ်ဒီလိုရှိတယ်။သို့ပင်ပဲမိသားစုမှာကတယောက်ပြီးတယောက်ကအဲ့လိုတမျိုးစီပြဿနာလေးတွေအပူလေးတွေရှိနေတဲ့အခါကျတော့ဒီတယောက်ကိုရှင်းပြပြရင် နောက်တယောက်ကတခါထပြီးတော့ဖြစ်တယ်။နောက်တယောက်ကိုရှင်းပြပြရင်နောက်တယောက်ကဆိုတော့ကိုကတယောက်တည်းအင်အားနဲ့ဖြည့်ရှင်းရတဲ့ကိစ္စရက်တွေမှာပိုပိုပြီးခက်ခဲလာတာမျိုးတွေကြုံရတတ်တယ်။ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆံမှပြီးချင်ပါတယ်။ င်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရာကမိမိနေအိမ်ကမြန်မာပန်းဝါခုနှစ်ပွင့်လူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည်လည်သွားမိတ်လူတွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာဘုတ်တခုသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်ဘုဒ္ဓဟူသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်အခိုက်တွေရှိနေပါတယ်မိမိတီဒီအလုပ်ကိုလုပ်နေတယ်တန်လန်နေ ပြဿနာလေးပေါ်လာတတ်တယ်အမှုဖြစ်တတ်တယ်ဒါကိုဂရုစိုက်ပါနော်တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိတ်ဆွေရဲ့ပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေပြီးတော့အကူအညီကောင်းဝင်လာဖို့ရှိတယ်သို့ပေမဲ့ကိုကအဲ့လိုအကူအညီကောင်းဝင်လာတဲ့အခါမှာကိုရဲ့ဒီအနည်းဆုံးမှရှိနေတဲ့လူကဒါကိုလက်ခံတဲ့လေဒီလူပြောတာတော့လက်မခံတဲ့မှုအဲ့လိုဝါရီတွေများတာမျိုးတွေအာယုံနောက်စီတာမျိုးတွေကျွမ်းတတ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ိုလှုပ်ဆောင်ခြင်းတဲ့အရာမှန်သမျှရွတ်ရွတ်ချွန်ချွန်လေးနဲ့လှုပ်ဆောင်နိုင်တယ်အဲ့တော့လှုပ်တဲ့အခါမှာလည်းပဲတကယ်စိတ်ရောကိုယ်ရောနှစ်ပြီးတော့မှလှုပ်ဆောင်လိုက်တဲ့ကိစ္စမှန်သမျှအောင်မြင်စေတယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းကိုကိုစိတ်ပြတ်သွားတာကိုကူညီနေတလန်နဲ့ကိုလှုပ်ပေးနေတလန်နဲ့အဲ့လိုစိတ်ညိုညင်စရာဖြစ်အောင်လှုပ်တာမျိုးလေးလေးကျွမ်းဝတ်တပါတယ် အတိုက်အခံတော်ရှိပါတယ်။ပူတီလုပ်ငန်းတိုင်ငယ်မှာရောတော့ပြောရေးဆိုရာကိစ္စမှာရောအပြိုင်အဆိုင်အတိုက်အခံကလေးတွေရှိတယ်။ဒါ့ပေမဲ့အဲ့အတိုက်အခံကြားထဲရနေပြီးတော့မှဖွင့်ဖောက်ပြီးတော့ အောင်မြင်သွားတဲ့အရာတွေကိုတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအဆက်အသွယ်လေးတွေပြတ်တောက်သွားတာမျိုးလေးကြုံရတဲ့ဒီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ကျမ်းမာရေးချိုးတယ်မှုကြောင့်မိမိသည်စိတ်ရောကိုယ်ရောအယံပင်ပန်းနေရမယ်လို့တွေ့ရပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ်တပတ်တာပါဘာလို့လဲဆိုတော့ဒီတပတ်မှာမိမိကိုကံကမျက်နှာသာပေးတာလေးလေးကြုံရတတ်ပါတယ်အဲ့တော့ကံအားအလွန်ကောင်းပါလေထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ညတလုံးထီထိုးကန်ဆယ်လို့ရပါတယ်။ဝင်လာတဲ့ငွေကြီးကတော့ငွေလုံးဝမစုမိဘူး။အဲ့တော့ငွေမစုမိပေမဲ့ငွေလည်ပတ်တဲ့အရာလေးတော့ကျုံ့မှာပဲဖြစ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကြီးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါ အကြီးအကဲတွေကိုနောက်ဆန်တင်ရတာမျိုးလေးတွေအကြီးကဲကြောင့်လေစိတ်ပူပန်ရတာမျိုးလေးကြုံရတတ်ပါတယ်ဒီတော့ဗိုလ်တော်ဟူသားသမီးချင်းပြည့်စွေတွေကဲအထောက်ပံ့ဖြစ်စီတဲ့ရေရရာကောင်းလေးဆရာမပေးချင်ပါတယ်ဗိုလ်တော်ဟူသားသမီးချင်းပြည့်စွေပြုလို့ဆောင်ရမယ့်ရေရရာကအိမ်ဖျားသူမဟုတ်ဇေဒီတစုမှာစီတမင်းတပွဲစီတမင်းဆိုတာထမင်းကိုစီစားလေးနဲ့နေပြီးတော့ လှူလိုက်ကြလေရတယ်နော်ဒါမှမဟုတ်ကောင်းချင်းကိုစီတမင်းထူးတဲ့အဲပုံစံမျိုးလေးရဲ့ဆိုရင်လည်းလှူလို့ရပါတယ်ယခုလိုလူတိုင်းချင်းပြင်မိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည်လေသွားပေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လပါ25ရက်9လတပတ်တာဂျာတာပိဒါတပိချိပိဆိုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင် ဇာတာပိသာသမီးချင်းမိတ်ဆွေအယောင်းဝယ်ရင်အေးနေမယ်ညိနေမယ်ရက်နေမယ်လက်ရှိရှိနေတဲ့အရာလေးရင်းနှီးမြှုပ်နှံမှုတွေလည်းမြုပ်နေမယ်လို့တွေ့ရတယ်နော်နောက်တစ်ခုကကိုကဝန်ထမ်းလုပ်နေတဲ့သူနောက်ပြီးတော့လက္ခဏာစာလုပ်နေတဲ့သူဆိုရင်လည်းဒီလိုပဲအလုပ်ထဲမှာစိတ်မပျော်တော့ဘူးဒီအလုပ်ကနေပြီးတော့နောက်အလုပ်ကိုပြောင်းချင်တာမျိုးတွေလည်းကျွန်ဝတ်တတ်ပါတယ်တမိုးကြီးတို့ပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေရဲ့ပေါင်းသင်းစီကအကူအညီထောက်ပံ့ကောင်းလေးတွေ ရတတ်ပါတယ်အဲ့ဒါကမိန်ဟောင်းဆွေဟောင်းနေစရာနေပြီးတော့အဆက်အသွယ်ကောင်းလေးတွေရလာတယ်မျိုးတွေကျင်းဝတ်တတ်ပါတယ်အိမ်နဲ့ပတ်သက်ရင်တော့အရန်စိတ်ညစ်ရတယ်စိတ်တည်းလည်းအရန်ပင်ပန်းရတယ်မိုးလည်းမိုးကျရတဲ့အကံလေးကိုတွေ့ရပါတယ်ဆွေမျိုးသားချင်းစီကအကူအညီမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်ပါတယ်ရန်အနေနဲ့အတိုက်ခိုက်တော့မရှိဘူးတို့ပေမဲ့ကိုယ့်အပေါ်မှာ တနက်စားညံနဲ့လာပြီးတော့လိန်လေတာနှိပ်ပြားတာဒါလေးတော့ရှိတတ်တယ်အဲ့ဒါလေးတော့ဘေးမဆိုင်စေချင်တယ်နော်အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးဘာကြောင့်လဲဆိုတော့အရာရာမှာ ကိုသည်ဥစည်းဥဆောင်ပြီးတော့ပြောဆိုရတဲ့အခါမှာကို့အတွက်စိတ်ကိုပန်းလူနဲ့ပန်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်။ ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေအထွက်တွေကျန်းနေလို့အရန်စိတ်ပင်ပန်းနေရပါလိမ့်မယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုံပြီးကြည့်လိုက်တော့မိမိကိုချစ်သူခင်သူတွေအရန်ပေါ်တယ်။အဲ့ချစ်သူခင်သူတွေပေါ်တဲ့နေရာတွေပြီးတော့အလုတ်ကန်လေးတွေလည်းပွင့်တယ်။ဒါပေမဲ့ကိုကိုနိုင်ကအလုတ်တွေအရန်များနေတဲ့ခါကျတော့ ဒီဘက်လည်းလွတ်လို့မရအဖိုးဘက်ကိုလည်းလုံးချင်းအဲ့လိုပုံစံမျိုးလေးတွေနဲ့ပို့ပြီးတော့မှကိုအလုရှုပ်သွားတာမျိုးလေးကြုံရတတ်တယ်။အဲ့တော့ဒီဘက်လည်းမလွတ်ချင်းဟိုဘက်ကဟာလည်းလက်လို့မခံချင်းဆိုတာတစ်ဖက်ကလည်းအကျိုးမြတ်တကယ်ရမယ်ဆိုတဲ့ဟာလေးကိုချိမိသွားတာမျိုးကြုံရတတ်တယ်။ဒီတော့ဇာတာပိသာသမီးချိမိဆွေတွေကံအထောက်ပံ့ဖြစ်စီရဲ့ရေရီယာကောင်းလေးဆံမပေးချင်ပါတယ်။ဇာတာပိသာသမီးချိမိဆွေပြုလူဆောင်ရမယ်တပတ်တာရေရီယာကမိမိနေအိမ်ကဖျားပါအောင်စင်းကြီး ဖန်ကွက်တက်ကွက်လူတိုင်းချင်းပြေခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားပေလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။19ရက်5လမှ25ရက်5လတပတ်တာတောက်ကြာသားသမီးချင်းမေဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းပါလေအလုတ်ကအခွင့်အရေးတွေအများကြီးရရှိစီမင်းအရောင်းဝင်တဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီတယ်နော်။နောက်ကိုကအလုတ်လျှောက်ထားတယ်ဆိုရင်အဲ့ဒီအလုတ်ကတေချာပေါက်ရမယ်လို့ စိတ်ထဲမှာမှတ်ထားလိုက်ပါဆင်ပြေပါလိမ့်မယ်တန်မိုးကြီးသောပစ္စည်းများဝင်လာဝရှိနေပါတယ်ပြိပခီးတွေကောင်းကောင်းနေပါတယ်သွားရမယ့်ကိစ္စဆိုရင်လည်းလွယ်လေးတကူနေသွားမယ့်ကံလေးယူလည်းတွေ့ရပါတယ်မိစေပေါင်းတဲ့ပတ်သက်ရင်တော့အရင်စိတ်ပင်ပန်းရတယ်ဘာလို့လဲဆိုတော့သူ့အဖူတွေဟာကိုယ့်ကိုလာကူးတယ်ဒီအတွက်ကြောင့်ပင်ပန်းရမယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေအဆင်ပြေတယ်အိမ်ကလည်းမိမိကို အထောက်ပံ့ပေးနိုင်တဲ့မိမိကလည်းတကယ်ကြိုးစားတဲ့ဒီတွေ့ကြောင့်အဆင်ပြေပါတယ်ချေပြသားချင်းစီကအကူကြီးကောင်းအဆက်တွေကောင်းထောက်ပံ့ကောင်းလေးတွေရဖို့ရှိနေပါတယ်။ရန်အနေရတော့ရှိတယ်သတိထားနော်။ကိုမှန်းထားလိုက်တဲ့ကိစ္စရက်ကလေးတွေမဖြစ်ဘဲနဲ့ရက်တန့်သွားတာမျိုးကြုံရတဲ့။အဲ့ဒါလေးကိုတော့သိထားပါ။အချီးကြီးနဲ့ပတ်သက်ပြီးတော့အာယုံအရန်တော့ပါမယ်။စိတ်ရှင်းပါမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ ကိုနဲ့ကြားထဲမှာအဆင်မပြေမှုတွေဝေးကြီးကိစ္စလေးတွေနဲ့ကွာဟနေတတ်ပါလေ။ကျမ်းမိုင်နဲ့ပတ်သက်ရင်တော့ကောင်းပါတယ်။စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေတယ်။ဒါ့ပေမဲ့ထီထူးကန်ဆန်းခြင်းနေဆိုရင်တော့လေးတလုံးထီထူးကန်ဆန်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ပွင့်လန်းရွှင်လန်းလာပြီးတပတ်တာလို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးချုံမပြီးကြည့်လိုက်တဲ့အခါပူသည်ရခင်ရခင်က ဒီတန်ရုံးစိန်တစ်ခုကြောင့်မပြတ်တဲ့အရာလေးတွေနောက်တစ်ခုကကျတော့အဲ့တန်ရုံးစိန်တစ်ခုကြောင့်ကိုလုပ်ပြီးခဲ့တဲ့အရာလေးတွေညာနေပြီးတော့မှပြဿနာလေးဖြစ်တတ်ပါတယ်ဒီဟာလေးကိုကိုရှင်းရတတ်ပါတယ်ဒီတော့တောက်ကြသားသမီးချိမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရံကောင်းလေးဆံမပေးချင်ပါတယ်တောက်ကြသားသမီးချိမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရံကတိလရှင်ဆရာလေးခုနှစ်ပါးကို ဟိုအဲ့ဝိတ္ထုမေပေါ့နော်မိမိတက်နိုင်တဲ့လောက်ကလေးလှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားပေးလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာစတီသားသမီးချင်းမိစုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်စတီသားသမီးချင်းမိစုအလုပ်ကံလေးအရန်ကောင်းနေပါလေအလုပ်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ရှိဆက်ကောင်းပြီးဝင်လာဝေးရှိနေပါလေအလုပ်ကအကျိုးမြတ်များစွာကို ရရှိစေမယ်လို့တွေးရပါတယ် တာဝန်ကြီးတဲ့ပစ္စည်းတော့ထွက်တတ်တယ်နော်မိစေပေါင်းတဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေအာရုံနှောက်စရာတွေခေါင်းရှုပ်စရာတွေကြုံရတတ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေမိမိအနေနဲ့ရှေ့တူဝခက်နောက်ဆုံးရခက်ဆုံးဖြတ်ချက်ချရခက်ခဲတဲ့ကိစ္စရက်တွေပေါ်လာဖို့ရှိပါတယ်ဥပမာအိမ်နဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာမိမိဘက်ကကံအားနေနေတာမျိုးတွေကြုံရတတ်ပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာဆွေမျိုးသားချင်းကမိမိကိုစိတ်ဒုက္ခအမျိုးမျိုးပေးတာဒီလိုလေးကြုံရတတ်ပါလေ။ရဲအန်ဒီရဲ့အတိုက်ခိုက်ရှိပါလေ။ဥပမာနာမည်ပြက်တာနာမည်ဖြတ်တာကိုခံရတာဂုဏ်သိက္ခာကြတာဒါမျိုးလေးကိုကြုံရတတ်တယ်။ဒါကြောင့်အရင်သိမှုစိတ်ပါနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့အခြေအကံပွင့်လန်းခြင်းအခြေအကံကောင်းခြင်းတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လေညှိနှိုင်းလို့အဆင်ပြေပြီးတော့အေးချမ်းသာရတဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူး။ရခိုင်ကလေးကကျမကြီးယောဂဝေဒနာခံစားရစိတ်ပိဆွေရဆိုရင်လည်းပဲဒီတစ်ပတ်တာမှာအနာနဲ့စီးနဲ့တွေ့သွားပြီ။ဆရာကောင်းတပေါင်းကောင်းတွေ့သွားပြီ။ဒီလိုလေးမြင်ပါလေ။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာတယ်။နောက်တစ်ခါမိမိအနေနဲ့ကိုယ်တည်ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေနှစ်လမ်းဝင်တာပေါ့နော်။အဲ့တော့ငွေနှစ်လမ်းဝင်တာမျိုးလေးလည်းကျွန်တော်တည်တည်ဒါကြောင့်ကောင်းနေပါလေ။ ထီထိုးကန်ဆန်းခဲ့မယ်ဆိုရင်တော့ထီကန်အားနေတယ်ဒို့ပင်ပဲတကယ်ကိုထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝင်လာတော့ငွေကြီးတွေဟာငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာပူအောင်ခိုင်လို့မရအောင်ဒီတော့မိမိအနေနဲ့ငွေဝင်လာပြီဆိုတာနဲ့ယုံကြည်စိတ်ချရတဲ့သူမှအထာရတော်၎င်းဒါမှမဟုတ်ရင်ငွေနဲ့ပတ်သက်ပြီးတော့ဝင်လာပြီပေါ်လာပြီဆိုတာနဲ့တခြားသောတန်ဖိုးကြီးသောအရာတစ်ခုကိုခိုင်ထားတော်၎င်းဒီလိုလေးလုပ်ပြီးပါ အားလုံးကပတ်သက်ပြီးတော့ပူပန်စရာတွေချုံ့ပြီးကြည့်လိုက်တဲ့အခါတွားတဲ့နာတဲ့နေရာတွေမှာအမြဲတမ်းသတိဝိရိယရှိရှိနဲ့တွားပါဘာကြောင့်လဲဆိုတော့လမ်းမှာဒဇုံတရားဖြစ်စေသောအနေအမျိုးတွေကျုံ့ဝတ်တတ်ပါတယ်ဒါကြောင့်အမြဲတမ်းလမ်းသွားလမ်းလာလုပ်တဲ့အခါမှာနှုတ်ကနေပြီးတော့မှဖျားစာတွေကိုတောက်လျှောက်ရုပ်ဖတ်ပူဇော်နေတာမျိုးတွေကိုပြုလုပ်ဆောင်ရပါနောက်တစ်ခုကကျတော့ကံထောက်ပတ်ဖြစ်စေတဲ့ရည်ရအောင်ကောင်းလေးဆရာမပေးချင်ပါတယ် စရိသားသမီးချင်းမိဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကမိမိလေးအင်္ဂါဖျားမှာနွားလို့၃ခွက်လှူဒါန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။